ဖရာရဲ့တရားတော်လေးကိုယူကျူးမှပြန်လည်မျှဝေပေးနေတာအရှင်ဖရာကိုစဲတဲ့သူများရှိပါတယ်အရှင်ဖရာရဲ့တရားတော်လေးကိုယူကျူးမှပြန်လည်မျှဝေပေးနေတာအရှင်ဖရာကိုစဲတဲ့သူများရှိပါတယ်အရှင်ဖရာရဲ့တရားတော်လေးကိုပြန်လည်မျှဝေပေးနေတာတပည့်တော်မှားနေပြီဖရာတဲ့ လမ်းများများလျှောက်တဲ့လူနဲ့လမ်းမလျှောက်ဘဲနေတဲ့လူလမ်းများများလျှောက်တဲ့လူကခလုတ်တိုက်ခံရတာများပါတယ်လမ်းမလျှောက်ဘဲနေတဲ့လူကခလုတ်မတိုက်ခံရပါဘူးเนาะခလုတ်တိုက်ခံရမှာကိုကြောက်ပြီးတော့လမ်းမလျှောက်ဘဲနေလိုက်မယ်ဆိုရင်ကိုလိုရာခီးကိုမရောက်တော့ပါဘူးဒါကြောင့်ဘလောက်ပဲခလုတ်တိုက်နေပါစေကိုလိုရာခီးကိုရောက်ဖို့အတွက်တတိကပ်ပြီးလမ်းလျှောက်နေရမှာဖြစ်ပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲ လောကမှာကောင်းတာလုပ်တဲ့လူနဲ့ကောင်းတာမလုပ်ဘဲနေတဲ့လူကောင်းတာလုပ်တဲ့လူကစိတ်ဆူတိုက်ခိုက်ခံရတာများပါတယ်ကောင်းတာမလုပ်ဘဲနေတဲ့လူကစိတ်ဆူတိုက်ခိုက်ခြင်းမခံရပါဘူးနော်စိတ်ဆူတိုက်ခိုက်ခံရတာကိုကြောက်ပြီးကောင်းတာကိုမလုပ်ဘဲရက်ထားလိုက်မယ်ဆိုရင်ကောင်းကျိုးတွေဆုပ်ယုပ်ကုန်မှာဖြစ်ပါတယ်ဒါကြောင့်ဘယ်သူတွေကဘလောက်ပဲစိတ်ဆူတိုက်ခိုက်နေပါစေကောင်းကျိုးဖြစ်ဖို့အတွက်ကောင်းတာတွေဆက်ပြီးလုပ်နေရအောင်မှာဖြစ်ပါတယ်ဦးဇင်းတို့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲ လောကမှာဘယ်အရာမှမမြဲဘူးလို့ဟောကြားထားပါတယ်။အဲ့ဒီလိုလောကမှာဘယ်အရာမှမမြဲတဲ့အတွက်ကြောင့်သူတို့တွေတစ်တလုံးမဆဲနိုင်ပါဘူး။ကြာရင်ညောင်းပြီးတော့ရက်သွားပါလိမ့်မယ်။နော်ဆဲကြပါစေ။အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ဦးဇင်းတို့လူဘဝငယ်ငယ်တုန်းကဦးဇင်းတို့ရဲ့အိမ်မှာခွေးမကြီးတစ်ကောင်ရှိပါတယ်။အဲ့ဒီခွေးမကြီးမှာခွေးလေးတွေလည်းပေါက်နေပါတယ်။ တနေ့မှာကလေးတယောက်ကအဲ့ဒီခွေးမကြီးရဲ့ခေါင်းကိုကောက်ရိုက်တဲ့ဒဇင်နဲ့ပောက်လိုက်တာခွေးမကြီးရဲ့ခေါင်းပောက်သွားပါတယ်ခွေးမကြီးကလည်းနာကျင်တဲ့အတွက်ဒေါသဖြစ်ပြီးကလေးရဲ့တင်ပါးကိုကိုက်လိုက်တာတင်ပါးပောက်သွားပါတယ်အဲ့ဒါကိုကလေးရဲ့ဖခင်ဖြစ်တဲ့တကားကြီးကသူ့သားကိုကိုက်ရကောင်းလားဆိုပြီးခွေးမကိုလှန်နဲ့ထိုးတက်လိုက်တာခွေးမကြီးတည်သွားပါတယ်ခွေးမကြီးတည်သွားတဲ့နောက်ပိုင်းမှာ ခွေးလေးတွေလည်းနိုးမဆိုးရတဲ့အတွက်ပြီးကုန်ပါတယ်။ပြိတ်မကြပါဘူး။အဲ့ဒီတကာကြီးလဲသူတပါးဤလက်ချက်ဖြင့်အသက်ဆုံးရပါတယ်။ခွေးကြိုက်ခံရတဲ့ကလေးလေးလဲရေထဲကြပြီးရေနေလို့တည်ဆုံးရပါတယ်။ကံတရားဆိုတာပြုပြီးပြီဆိုရင်တူတော်အကျိုးကိုပေးတတ်ပါတယ်။ဒါကြောင့်ပဂါထာဝကတန်ရုပ်ပါဠိတော်ဒုတိယသင်္ကမတုံးမှာ သူတစ်ပါးအားနှင်းဆက်တတ်သောသူသည်မိမိအားသူတစ်ပါးတို့ကပြန်လည်နှင်းဆက်ခြင်းကိုခံရတတ်၏လို့မြတ်စွာဘုရားကဟောကြားတော်မူထားပါတယ်။ဒါကြောင့်ဓမ္မလက်ဆောင်ပေးလိုတာကသိုးတဲ့သူသောအကျိုးကိုမခံစားလိုဘူးဆိုရင်သူတစ်ပါးတို့အားနှင်းဆက်တတ်ဖြတ်တာကိုမပြုတ်လောက်ကြပါနဲ့လို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။လောက၃ပါးအကြောင်းရှင်းပြပေးတော်မူပါဖရာ။တပါးစီရဲ့အတိတ်ပဲ။ အချင်းချုပ်လေးပါရှင်းပြတော်မူပါဖေရတဲ့ခန္ဓာဝကတန်ရုပ်ပါဠိတော်မှာထိုလောက၃ပါးအကြောင်းကိုဖော်ပြထားပါတယ်လောကဆိုတာဗယံပတာအတားအဆီးမရှိအယံဖြစ်ပျက်တတ်လျက်ကြာမြင့်စွာတည်တံ့ခြင်းမရှိတဲ့သဘောကိုလောကလို့ခေါ်ပါတယ်ထိုလောကက၃ပါးရှိပါတယ်လောက၃ပါးကဘာတွေလဲဆိုရင်၁ဩကာသလောကဩကာသလောကဆိုတာ သက်ရှိတ attva တွေနေထိုင်တဲ့30ပုံကိုပြောတာပါ။နှစ်တတလောကတတလောကဆိုတာထို30ပုံအတွင်းမှာချမ်းသာစင်ရဲ့ဒွန်တွဲရောထွေးလျက်နေသော attva တွေကိုပြောတာပါ။၃သင်္ခါရလောကသင်္ခါရလောကဆိုတာထိုဩကာသလောကတတလောကတို့ကိုရှိမှုပြတ်မှုအိုမှုနာမှုစသောအမျိုးမျိုးအဖုံဖုံတို့ဖြင့်စီမံဖန်တီးပြုပြင်ပြောင်းလဲပေးနေသောသဘောကိုပြောတာပါ။ဒါဟာလောက၃ပါးပဲဖြစ်ပါတယ်နော်။ ရှင်ဖရာဖရာเจ้าမှာနေ့စဉ်တရေစီလှဲရင်ဘာအကျိုးရှိပါလဲဖရာယူသေးစွာလျှောက်ပါရစေဖရာတရေစီလှဲတဲ့ပုဂ္ဂိုလ်တွေဟာအကျိုးတရား၅မျိုးရရှိစေပါတယ်အကျိုးတရား၅မျိုးကဘာတွေလဲဆိုရင်တသက္ကစိတ်တံပတိတတိမိမိစိတ်ကို ကြည်လင်စေခြင်းနှစ်ပရစိတ်တံပတိတတိသူတစ်ပါးစိတ်ကိုကြည်လင်စေခြင်း 3. ဒေဝတာအတ္တမနာလက်တုကနှစ်သက်ဝမ်းမြောက်ခြင်း 4. ပါတာဘိကတံဝတ္တိကံပုံညာဥပသိနာတိကြည်လင်ပွဲကိုဖြစ်စေတတ်သောကြောင့်ကောင်းမှုကုသိုလ်ကိုစီးပူးသည့်မိခြင်း 5. တုကတိံတက္ကလောကံဥပိသတိပေပြီးသည့်နောက်ရက်ရွာတုကတိတို့ဓာရောက်ကြခြင်းတို့ဖြစ်ပါれဖော်ပြပါ၅မျိုးသည်တရေစီလှဲခြင်းကြောင့်ရရှိလာမိအကျိုးတရား၅မျိုးပဲဖြစ်ပါれ ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တက္ကရာကမတချို့ဟာငွေကုန်တဲ့ကုသိုလ်ကြတော့ပြုတ်တက်ကြပြီငွေမကုန်တဲ့ကုသိုလ်ကိုကြတော့ပြုတ်တက်တဲ့သူနဲပါတယ်အားလုံးကို ပြောတာတော့မဟုတ်ပါဘူးတချို့တချို့သောတက္ကရာကမတွေဆိုရင်ဖះကြောင်းကန်တွေရောက်တဲ့အခါမှာတပြေးစီလှဲရမှာကိုဘုံငယ်တလို့ထင်တတ်ကြပါတယ်ဘုံငယ်တလို့မထင်ကြပါနဲ့တပြေးစီလှဲတဲ့ကုသိုလ်ဟာငွေမကုန်တဲ့အပြင် ဖော်ပြပါအကျိုးတရား၅မျိုးကိုလည်းရရှိစေပါれ။ဒါကြောင့်ဘုရားကျောင်းကံသို့ရောက်တဲ့အခါမှာသရေစီးလှဲတဲ့ကုသိုလ်ကို မဖြစ်မနေ ယူကြပါလို့ပြောခြင်းပါれ။